ရေဒီယံဆူလေးတွေအားလုံးမင်္ဂလာပါ Terror by Resident Channel လေးကနေရေဒီယံဆူလေးတွေကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ receipt လုပ်ပြီးတော့မှာက blessing အကြောင်းကိုကြည့်ပြီးတော့မှာပေါ့နော်ဒါပေမဲ့ဒီနေ့ blessing လေးကတော့ဒီမမျောလင့်ထားပဲနဲ့ဝင်ရောက်လာမဲ့ blessing လေးအကြောင်းကိုကြည့်ပြီးတော့မှာပေါ့အဲ့တော့ဒီ blessing လေးကိုတည်ရဖို့အတွက်ရွေးချယ်ဖို့ကိုတော့ဖိုင်လေး၃ခုပေးထားတယ်ရွှေရောင်တရဖူလေးရဲ့ဒီမှာ Folly Clover ရွှေရောင် Folly Clover လေးရဲ့နောက်တစ်ခုကတော့ဒီမှာရွှေရောင်အသေးပုံလေးရဲ့ဆိုပြီးမှတုံးခုပေးထားရပါတော့ Blessing လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကတော့ Golden Color လေးတွေကိုအထူးကတုံးပေးထားတယ်အဲ့တော့ဒီဖိုင်လေးတွေကို တေချာလေးအာယုံဆိုင်ကြည့်ပြီးတော့ကိုယ့်ရဲ့စိတ် ကိုဆွဲဆောင်နေတဲ့ကိုယ့်ရဲ့စိတ်ထဲမှာတသမတ်တည်းရွေးချယ်ခြင်းနေတဲ့ဖိုင်လေးတစ်ခုကိုရွေးချယ်ပြီးပြီဆိုရင်တော့ထုံးစံအတိုင်းပဲကိုရွေးချယ်တဲ့တစ္ဆိုင်ရာဖိုင်ရီတလေးတွေကို description မှာပြထားတဲ့ timestamp လေးတွေအတိုင်းပဲ ဝေရောက်နားဆင်နိုင်ပါတယ်။ပြီးတော့နောက်ထပ်ကိုလုတ်ပြီးစီစဉ်တဲ့ read delivery ရှိတယ်ဆိုရင်လည်း comment section လေးမှာရေးသွားလို့ရပါတယ်။ရှင်ရောင်တရဖူလေးဖြစ်တဲ့ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့ Radiant Solar ရဲ့အားလုံးမင်္ဂလာပါ။အခုရစေကဒီဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့ Radiant Solar ရဲ့ဘဝရေပေါ်တော့ဒီဝင်ရောက်လာတော့မဲ့မျော်လင့်ထားတဲ့ blessing လေးကိုပြပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူလေးတွေထဲမှာလေး ဟင်းလေးလုံနေတဲ့သူလေးတွေပါတယ်ဆိုရင်တော့ရစဲက arm shower နဲ့ဆက်ပြီးတော့လှုပ်ဖို့ကြံပြီးချင်းနေ။ဘာလို့လဲဆိုတော့ကိုဒီမကြခင်မှာအပြေဝဟင်းလေးလုံနိုင်လာတော့မယ့်အနေအထားတစ်ခုကိုတွေ့ရတယ်ပေါ့နော်။ကိုရဲ့စိတ်အေးချမ်းမှုလေးတွေကိုပိုင်ဆိုင်လာတော့မယ်။အတိတ်ကနာကျင်မှုတွေတဲကနေမကြခင်မှာလွတ်မြောက်တော့မယ်။အတိတ်ကိုအတိတ်မှာပဲထားခဲ့နိုင်ပြီးတော့ကိုဒီစိတ်လွတ်လပ်လို့ကိုလို့နဲ့ရှေ့ကိုဆက်လျှောက်သွားနိုင်တော့မယ့်အနေအထားတစ်ခုကိုတွေ့ရတယ်ပေါ့နော်။ အဲ့တော့ပြောချင်တာကတော့ကို့မှာရှိနေတဲ့စိုးရိမ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေမတိချာမီယာမှုတွေဒါတွေကရောပါသွားဖို့ရှိတယ်ရောပါသွားဖို့အတွက်လည်းအခွင့်အရေးတွေအချိန်တွေအကြောင်းတရားတွေပေါ်ပေါက်လာနိုင်မယ်ပေါ့နော်ပြီးတော့ ဒီဖိုင်ဝမ်းလေးတွေရဲ့ဘဝတွေကိုအလင်းရောင်နဲ့မျောလင်းချက်အစ်စ်တခုပေါ်ပေါက်လာဖို့ရှိတယ်။အရင်တော့ကိုကမျောလင်းချက်တွေပျောက်ဆုံးနေတယ်ဆိုရင်တော့မကိုရဲ့ရီမန်းချက်တွေအိမ်မက်တွေအတွက်ပေါ်တော့ကိုဒီယုံကြည်မှုတွေတဖန်ပြန်ပြီးတော့ပေါ်ပေါက်လာဖို့ရှိတယ်။စိတ်ကူးစိတ်တန်းနေရာလည်းအရင်အထက်ပိုပြီးတော့မြင့်မားလာဖို့တွေရှိတယ်။အဲ့တော့ကိုကစိတ်ပိုင်းဆိုင်ရာအရာကိုရုပ်ပိုင်းဆိုင်ရာအရာပါအရင်အထက်ပိုပြီးတော့အားရင်ပြေးဝလာတယ်။အေးချမ်းလာတယ်ငြိမ်းချမ်းလာတယ်ဆိုပြီးတော့ခံစားရမယ့် blessing လေးတစ်ခုကိုပိုင်ဆိုင်ရဖို့ရှိရေပေါ့နော်။ နောက်တစ်ခုကတော့ဒီထဲမှာလေအခြေအနေပတ်သက်ပြီးတော့ကံမကောင်းတဲ့သူလေးတွေအခြေအနေပတ်သက်ပြီးတော့ကိုနဲ့တကယ်ကိုက်ညီတဲ့သူကိုမတွေ့ရသေးဘူးအရင်တော့ IS တရားလည်းပဲကိုပေါ်မျိုးမျိုးဖောက်ပြန်သွားပြီးတော့ကိုရဲ့အချက်ကိုမသိတဲ့သူလေးကြီးပေါ့နော်ဒီလိုလူတွေနဲ့ဒီလင်းလုံးခဲ့တဲ့သူလေးတွေဆိုရင်တော့မကြခင်မှာကိုတီကို့အတွက်စိတ်ခံစားမှုဆိုင်ရာနှွေးထွေးမှုကိုယူဆောင်လာပေးမဲ့သူတယောက်ရောက်လာဖို့ရှိတယ် ဒါပြောမယ်ဆိုရင်တော့ရင်ခုန်စရာကောင်းတဲ့အခြေအနေတစ်ခုရင်ခုန်စရာကောင်းတဲ့အခြေအနေကလန့်ချက်တစ်ခုလည်းဖြစ်နိုင်နေပေါ့နော်ကိုမထင်မှတ်ထားတဲ့လူတယောက်ကကိုကိုချစ်ရေးဆိုတာဒါပေမဲ့အဲ့ဒီလူဒီကိုပေါ်မှာတကယ်နှစ်နှစ်ကာကာချစ်နေတဲ့သူတယောက်ပေါ့နော်ဒီလိုမျိုးလူတယောက်ကကိုရဲ့ဘဝတွေကိုဝင်ရောက်လာတာမျိုးတွေကြုံလာရနိုင်တယ်ပြီးတော့ဒီစိတ်ခံစားမှုကလည်းပဲယူသားရတယ်ပေါ့နော်ယူသားရတယ်ဟိုလိုမျိုးကြီး အအကောက်ကြံထားတာတွေလိညာလဲ့စားထားတာတွေဒီလိုမျိုးလေးလေမရှိဘူးအဓိကကတော့ကိုယ့်အပေါ်မှာမြင့်မြတ်နူးနူးနဲ့ကိုနဲ့တကယ်ကိုက်ညီတဲ့သူတယောက်ဝင်ရောက်လာဖို့ရှိတယ်မိတ်ဆွေပေါင်းသင်းဆိုရင်လည်းပဲအဲတိုင်းပဲပေါ့နော်ကိုယ့်ရဲ့စိတ်ကိုနားလည်ပေးပြီးတော့ကိုနဲ့အကြိုက်တူတဲ့သူတယောက်ကိုကိုဖြစ်စီပေးနိုင်တဲ့သူတယောက်ဒီလိုလူမျိုးတွေဝင်ရောက်လာဖို့ရှိတယ်အဲ့တော့ကိုယ့်အတွက်မဟုတ်တဲ့သူမဟုတ်ဘဲနဲ့ကိုယ့်အတွက်ဟုတ်တဲ့သူတယောက်ဝင်ရောက်လာဖို့ရှိတာပေါ့နော် နောက်တစ်ခုကတော့လေဒီ file 1ကိုရွေးချယ်ထားတဲ့သူလေးတွေကစိတ်ကူးစိတ်တမ်းကောင်းတာကိုအဓိကတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကူးစိတ်တမ်းနဲ့တီထွေဖန်တီးနိုင်စွမ်းကိုလှုံ့ဆော်ပေးမဲ့လူကောင်းလိုမျိုးလူတယောက်ပေါ့နော်ဒီလိုလူတယောက်ရဲ့အကူအညီကြောင့်နဲ့ကိုဟာကိုယ့်ရဲ့စိတ်ကူးတဲ့အကြံဉာဏ်တွေကိုလက်တွေ့မှာအကောင်အထည်ဖော်ရတာမျိုးတွေနဲ့ကြုံလာရနိုင်တယ်ဒါကလည်းပဲကိုယ့်ရဲ့ဒီလူမှုပေါင်းသစ်ဆက်ဆံရေးနဲ့အခြေပိုင်းဆိုင်ရာမှာအကောင်းဘက်ကိုပြောင်းလဲသွားမဲ့ blessing လေးပေါ့နော် နောက်တစ်ခုကကြတော့ဒီမှာငွေကြေးနဲ့ပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ blessing လေးတွေဝင်ရောက်နိုင်တယ်။အဲ့တော့ခုကိုကကိုဘွားရဲ့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တည်ငြိမ်မှုအတွက်စူးစမ်းနေတဲ့သူတွေဆိုရင်တော့မကြခင်မှာပေါ့နော်ကိုအတွက်လက်တွေ့ကြကြနဲ့ ဖောင်ဒေးရှင်းတစ်ခုပေါ့ဖောင်ဒေးရှင်းတစ်ခုကိုခက်ခဲမှမှပေးနိုင်တဲ့လုပ်ငန်းတစ်ခုကိုစတင်လုံဆောင်ရတာမျိုးတွေလုပ်ငန်းသေးတစ်ခုပေါ်ပေါက်လာတာမျိုးတွေကလန်းခံရတာမျိုးတွေရှိနိုင်တယ်ပြီးတော့ကိုကကိုယ့်ရဲ့ဝါသနာဓမ္မမဟုတ်ရင်တီထွင်ဖန်တီးနိုင်စွမ်းနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအခွင့်အလမ်းတစ်ခုလည်းပေါ်လာဖို့ရှိတယ်ဒီအခွင့်အလမ်းကကိုယ့်ကိုပြောရမယ်ဆိုရင်တော့ပျော်ရွှင်မှုတွေပေးနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဘဝကိုတိထက်ပို့ပြီးတော့လွတ်လပ်တဲ့ပေါ်ပါတဲ့ခံစားချက်တွေကိုပေးနိုင်တဲ့အခွင့်အလမ်းလေးဖြစ်လိမ့်မယ်ဒီမှာပညာရေးဆိုရင်လည်းပဲ လူတည့်ရဲ့အဲကိုတက်ချင်တဲ့ဒီဂရီကောလိပ်ပဲဖြစ်ဖြစ်တင်တန်းနေဝယ်ဖြစ်ဖြစ်ကိုဟာတက်ရောက်နိုင်တဲ့အခွင့်အလမ်းတွေပေါ်လာနိုင်တယ်ကိုကိုစပူတင်ပြီးတဲ့အချိန်တွေမျိုးတွေနဲ့ကြုံတွေ့ရနိုင်တယ်အလုပ်ဆိုရင်လည်းပဲလူတည့်ရဲ့အလုပ်ကိုင်းအခွင့်အလမ်းကောင်းနေတင်တန်းကောင်းနေတက်ရတာမျိုးတွေကိုကိုအကူအညီပေးမဲ့သူတွေပေါ်ပေါက်လာတာမျိုးတွေဒီလို blessing ကိုလည်းရရှိတတ်တယ်ပေါ့နော်နောက်ထပ်တစ်ခုကဒီမှာပါတွေ့ရသေးလဲဆိုတော့လေဖိုင်ဝမ်လေးတွေထဲမှာ ပန်းနိုင်တစ်ခုရောက်ရှိဖို့အတွက်စူးစမ်းနေတဲ့သူမျိုးတွေပါတယ်ဆိုရင်တော့ကိုယ်ဒီကိုယ့်ရဲ့ဒီအတားအဆီးတွေကိုကြော်လွားပြီးတော့အောင်မြင်မှုတွေရရှိလာမယ့်ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့မူလကအီမန်ထားတဲ့ပန်းနိုင်ကိုကိုယ်ကရောက်ရှိလာပြီးတော့အဲ့ဒီပန်းနိုင်ကိုရောက်ရှိတဲ့အချိန်မှာလည်းပဲကိုယ်နဲ့ထိုက်တန်တဲ့စုလက်တွေခုံပြူမှုတွေဒါတွေကိုရရှိလာတာပေါ့နော် ကိုသည်ပြိုင်ဆိုင်မှုတွေအတားဆီးတွေကိုအအောင်မြင်မြင်နဲ့ကြော်လွားပြီးတော့ကို့အတွက်ရာသိရာထိုက်တဲ့အောင်မြင်မှုတစ်ခုကိုကိုကတိမ့်ပိုက်နိုင်တယ်ဆိုတဲ့ကောင်းချီးကိုလည်းရရှိလာဖို့ရှိတယ်။ဒါကတော့ဒီဇွဲလုံးလာနဲ့အမ်ရှော့ပဲနဲ့ကြိုးစားနေတဲ့ဖိုင်ဝမ်လေးတွေအတွက်ကိုသည်နောက်ဆုံးမှာအောင်မွေးခံရမယ်ဆိုတဲ့နမိတ်ပုံရိပ်လေးကကောင်းချီးတစ်ခုအနေနဲ့ဒီမှာတွေ့ရတယ်ပေါ့နော်။အဲ့တော့ပြောရမယ်ဆိုရင်လေဒီကောင်းချီးလေးတွေကဒီခုဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်ကနေစပြီးတော့3လကနေ6လအတွင်းပေါ့နော်။ကိုမမျော ်လင့်ထားတဲ့အချိန်မှာကိုစီကိုဝင်ရောက်လာနိုင်တဲ့ကောင်းချီးလေးဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဒီကောင်းချီးကကိုစီကိုဝင်ရောက်လာပြီဆိုတာနဲ့ကိုရဲ့ဘဝကိုလက်တွေ့ကြကြနဲ့ ုံဖော်ပြောင်းလဲပြီးမယ်ဒီအကြီးအကျယ်ပြောင်းလဲပြီးမယ်ကောင်းချီးမင်္ဂလာလေးတခုပေါ့နော်ကိုယ်ဒီထက်ပိုပြီးတော့အမြင့်ကိုရအောင်ခေါ်ဆောင်ပြီးသွားမယ်စီးပွားရေးဆိုရင်လည်းပဲတူတက်မှုတွေကိုပေးစွမ်းနိုင်တယ်ဘဝရဲ့အနာဂတ်ကိုလည်းဒီထက်ပိုပြီးတော့မျှော်လင့်ချက်တည်နဲ့လှလှပပလေးဖြစ်လာမယ်အချီးကြီးဆိုရင်လည်းပဲပိုပြီးတော့အေးချမ်းမှုနမိတ်လေးတွေကိုပေးစွမ်းနိုင်တဲ့ကောင်းချီးလေးတခုဖြစ်ပါတယ်အဲ့တော့ဒီဖိုင်ဝမ်းလေးတွေလည်းအခု recipe ပြောပြရတဲ့ကောင်းချီးလေးတွေကိုအမြန်ဆုံးပိုင်ဆိုင်လာနိုင်ပြီးတော့ကိုယ့်ရဲ့စိတ်ဆန္ဒလေးတွေလည်းပြေဝလာပါစေလို့ recipe ကစုံက ောင်းတောင်းမိပါရယ်။ရွှေရောင် Folly Clover လေးဖြစ်တဲ့ဖိုင်ထူးကိုရွေးချယ်ထားတဲ့ Radio Solary အားလုံးမင်္ဂလာပါ။အခုရစေကဒီဖိုင်ထူးကိုရွေးချယ်ထားတဲ့သူလေးတွေရဲ့ဘဝတွေကိုဝင်ရောက်လာတော့မယ်။မျောလင့်ထားတဲ့ကောင်းချီလေးကိုပြပြပေးတော်မှာဖြစ်ပါရယ်။အဲတော့ဖိုင်ထူးကိုရွေးချယ်ထားတဲ့သူလေးတွေထဲမှာလေအတိတ်တုန်းကကိုကရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုမရရှိထားတာအဲတခုခုကမတရားခံထားရတာပေါ့နော်ဒီလိုမျိုးလူလေးတွေပါတယ်ဆိုရင်ကိုဒီမကြခင်မှာ မှန်ကန်တဲ့အဆုံးဖြတ်တကူရရှိဖို့ရှိရပါတော့။ဥမာကိုကအတိတ်မှာတော့အလို့ဆိုရင်လည်းပဲအလို့ရှင်ဟောင်းတူးနေပါတော့။ဘာသာကိစ္စဖြစ်ခဲ့တာနောက်တစ်ခုကအမွေကိစ္စတွေမှာဆိုရင်လည်းပဲကိုအတွက်တရားမျှတမှုတွေမရခဲ့ဘူးပေါ့နော်။ဒီလိုမျိုးပုံစံလေးတွေကိုကြုံတွေ့ခဲ့ရတယ်ဆိုရင်မကြခင်မှာဥပဒေကြောင်းရပဲဖြစ်ဖြစ်တခြားနည်းလမ်းရပဲဖြစ်ဖြစ် ကိုအတွက်အကျိုးရှိပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုမမျှော်လင့်ဘဲနဲ့ရရှိတတ်တဲ့ကိုရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုကိုကရရှိပိုင်ဆိုင်တတ်တဲ့ blessing လေးကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဖိုင်2ကိုရေးထားတဲ့သူလေးတွေထဲမှာစိတ်ဖိစီးမှုတွေအများကြီးနေတဲ့သူလေးတွေဆိုရင်တော့ဒီစိတ်ဖိစီးမှုတွေကနေကင်းဝေးသွားနိုင်တဲ့ အခွင့်အလမ်းလေးတွေပေါ်လာဖို့ရှိရပေါ့နော်။ကိုကအလုပ်တွေအများများနေတယ်၊မိသားစုတာဝန်တွေပြီနေတယ်၊ဝန်ထုပ်ဝန်ပိုးတွေများနေတဲ့အတွက်ကြောင့်မလို့စိတ်ဝိစီးမှုတွေများနေတယ်ဆိုပါစို့စိတ်တရားလည်းအရန်ကိုပင်ပန်းနေတယ်ဆိုရင်ကိုမထင်မှတ်ထားပဲနဲ့ကိုယ့်ရဲ့စိတ်ကိုအနားယူဖို့အတွက်လုံလောက်တဲ့အနားယူပေးနိုင်တဲ့အချိန်ကို အာဖြစ်ပေါ်စေတဲ့အခွင့်အလမ်းလေးပေါ့နော်ဒီလိုအခွင့်အလမ်းလေးပေါ်လာဖို့ရှိတယ်ပြီးတော့ကိုကလည်းပဲစိတ်ထဲမှာငင်းငင်းချမ်းချမ်းအေးအေးချမ်းချမ်းလေးနဲ့ဝင်တော့ဝင်ဖို့တွေမရှိတော့ဘဲနဲ့ကိုရဲ့စိတ်ကတတောင်တတာဖြစ်လာစေမဲ့ blessing လေးကိုလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီမှာအလုပ်ကြိုးစားနေတဲ့သူလေးတွေပါတယ်ဆိုရင်တော့ကိုသည်အာလုံခဲ့တဲ့လတွေကပေါ့နော်စီးပွားရေးအသေးစားလေးတခုစတင်ခဲ့တာဒါမှမဟုတ်ရင်လည်းပဲကိုရဲ့အကျွမ်းကျင်မှုအသစ်တခုကိုကိုကကြိုးစားလေ့လာခဲ့တာမျိုးတွေရှိခဲ့တယ်ဆိုရင် ။အကြခင်မှာပေါ့နော်ကိုရဲ့စူးစမ်းမှုရင်းချောင်းနဲ့ဝင်ငွေကောင်းတစ်ခုရရှိတတ်တယ်။ဒီဝင်ငွေကလည်းပဲပြောရမယ်ဆိုရင်တော့ခဏရတဲ့ဝင်ငွေမဟုတ်ဘဲနဲ့လစင်မမှန်ပေါ့နော်အဲ့လိုမျိုးရသွားမဲ့ဝင်ငွေတစ်ခုပေါ့ဒီလိုဝင်ငွေကိုကိုယ်ကရရှိဖို့ရှိတယ်။ပြောမယ်ဆိုရင်တော့ဒါဒီရုပ်တရက်ဝန်တိုင်းချမ်းသာသွားတာမဟုတ်ဘူး။ရင်းရှိအတွက်ခိုင်မာတဲ့အခြေခံအုံမြင့်တစ်ခုကိုတည်ဆောက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ပြီးတော့ဒီဖိုင်2ကိုရေးချိန်ထားတဲ့သူလေးတွေရာလေအဲပြိုင်ဘက်တီကိုကိုယ်က ာလွန်နဲ့နမိတ်ဒီလည်းတွေ့ရတယ်ပေါ့နော်ဥမာကိုကရှောက်ထားခဲ့တဲ့ယာရုတစ်ခုအတွက်ပေါ့နော်တခြားပြိုင်ဘက်တွေအများကြီးရှိနေတယ်ဆိုရင်တော့မှမမျော်လင့်မဲနဲ့ကိုကိုရွေးချယ်ခံရတာအင်တာဗျူးဆိုရင်လည်းပဲအင်တာဗျူးမှာတခြားသူတွေထက်ကိုရဲ့အရေးချင်းတွေကပို့ပြီးတော့ထင်ပေါ်သွားတာမျိုးတွေဒီလိုမျိုးကြုံရတတ်တယ်အဓိကကတော့ပြိုင်ဘက်တွေနဲ့ပတ်သက်လာရင်ကိုကအနိုင်ရရှိတတ်တယ်ဆိုတဲ့ blessing မျိုးကိုလည်းတွေ့ရတယ်ဒါကတော့ပြိုင်ဘက်တွေအများကြီးနေတဲ့ radiance ဆိုလေးပေါ့နော် radiance ဆိုလေးတွေကတော့ကိုယ့်ရဲ့ပြိုင်ဘက်ဒီပုံမှာတာလွန်နိုင်နေနောက်တစ်ခုကတော့ဒီဖိုင်ထူးကိုရေးထားတဲ့သူလေးတွေထဲမှာကိုယ့်ရဲ့အရင်ချစ်ရသူဟောင်းနေပြန်လာတတ်တယ်ပေါ့နော်ဥမာကိုဆုံးရှုံးခဲ့ရတဲ့သူတွေပဲဖြစ်ဖြစ်ကိုအဆက်အသွယ်ပြတ်တောက်နေတဲ့အရင်ရင်းနှီးခဲ့ရတဲ့ငယ်တငယ်ချင်းဟောင်းတဦးပဲဖြစ်ဖြစ်ဒီလိုမျိုးလူတွေကရုပ်တရက်ကိုကိုစာပို့လာတာမျိုးဒီ online ကနေပြီးတော့ကိုစီဆက်သွဲလာတာမျိုးဖုံးဆက်လာတာမျိုးဒီလိုမျိုးလေးတွေကိုကြုံရနိုင်တယ် ဘလို့မှမဟုတ်ဘူးဆိုရင်လည်းပဲအတိတ်မှာတော့ကိုယ့်ကိုကူညီပေးခဲ့တဲ့သူတယောက်ကလည်းအခုလက်ရှိအချိန်မှာကိုယ့်ကိုအကူအညီလိုအပ်နေတဲ့အချိန်မှာအဲကိုလိုအပ်နေတဲ့အကူအညီကိုသူကလာပြီးတော့ပေးတာကိုလိုအပ်နေတဲ့အကြံဉာဏ်တွေကိုသူကပေးတာမျိုးတွေပေါ့နော်ဒီလိုမျိုးလေးတွေကိုလည်းကြုံရနိုင်တယ် ပြီးတော့ဆွေမျိုးဟောင်းနေမိသားစုဟောင်းနေပေါ့နော်ဒီလိုမျိုးဝေးကွာနေတဲ့ဆွေမျိုးတွေနဲ့ပြန်လည်ဆုံတွေ့တာကိုယ့်ရဲ့မိသားစုတွေဆိုရင်လည်းပဲတယောက်နဲ့တယောက်အမ်မဆုံတွေ့တာကြပြီပေါ့နော်အဲ့လိုမျိုးမဆုံတွေ့တာကြပြီဖြစ်တဲ့မိသားစုတွေကပြန်ပြီးတော့ဆုံတွေ့ရတာပျော်ရွှင်စရာခိုက်တက်လေးတွေကိုပြန်ပြီးတော့ကုံဆုံးရတာမျိုးတွေဒီလိုလေးတွေကိုလည်းအကြုံရတတ်တယ်ပေါ့နော်ဒါကလည်းပဲ blessing တစ်ခုဖြစ်တဲ့နောက်ထပ်တစ်ခုကတော့ဒီထဲမှာပေါ့နော်လုပ်ငန်းတင်စတင်မှုအတွက်ကြံစီနေတဲ့စိတ်ကူးနေတဲ့သူလေးတွေပါတယ်ဆိုရင်တော့ကိုက အလုပ်တဲ့တကူကိုစကြင်ပေမဲ့ဘာလို့ရမှန်းမသိဖြစ်နေရပါတော့ဒီလိုအခြေအနေဆိုရင်မကြခင်မှာကိုတီဘယ်ကနေစလုပ်ရမလဲဆိုရက်ပြတ်သားတဲ့စိတ်ကူးတကူကိုရလာဖို့ရှိတယ်။ကိုပေါ်လာမဲ့စိတ်ကူးတကူကလည်းပဲကိုကို စိတ်အားထက်သန်မှုအပြည့်ပေးနိုင်တယ်။နောက်ဒီနောက်ရေးအတွက်လည်းပဲကိုအတွက်အကျိုးမြတ်ရရှိစေမယ့်စိတ်ကူးတကူဖြစ်လိမ့်မယ်ပေါ့နော်။အဲ့တော့ကိုတီလုပ်ငန်းသစ်တကူကိုယုံကြည်ချက်ရှိရှိနဲ့စတင်ပြီးတော့လှုပ်ဆောင်နိုင်မယ့်အနေအထားတစ်ခု ပေါ်ပေါက်လာဖို့လည်းရှိရပေါ့နော်။ အဲ့တော့ပြောမယ်ဆိုရင်လေဖိုင်ထူးလေးတွေရဲ့ဘဝတွေကိုဒီဝေရောက်လာမဲ့မျောလင့်ထားတဲ့ blessing က ယ့်ရဲ့ဘဝကို ပို့ပြီးတော့တည်ငြိမ်စေတယ်မျှတစေတယ်ခိုင်မာတဲ့အနာဂတ်စီကိုဥတည်သွားစေတယ်ပြီးတော့ကိုယ့်ကိုပျော်ရွှင်မှုတွေတဖန်ပြန်ပြီးတော့ပေါ်ပေါက်လာစေတဲ့ blessing မျိုးပေါ့နော်ပြီးတော့ကိုရသေးရထိုက်တဲ့အခွင့်အရေးတွေကိုရရှိလာနိုင်တဲ့ blessing မျိုးစိတ်ဖြစ်မှုတွေကနေကင်းဝေးသွားစေနိုင်တဲ့ blessing မျိုးဝေရောက်လာနိုင်တယ်ပေါ့ဒီလိုမျိုး blessing လေးတွေကတော့အခုဗီဒီယိုကိုကြည့်ခဲ့တဲ့အချိန်ကနေစပြီးတော့၃လကနေ၆လအတွင်းမှာကိုမမျော်လင့်ထားတဲ့အချိန်မှာဝေရောက်လာနိုင်တဲ့ blessing လေးပေါ့နော် အဲ့တော့အခု recipe ပြောပြခဲ့တဲ့ကောင်းမွန်တဲ့ blessing လေးတွေကိုဖိုင်ထူးလေးတွေလည်းအမြန်ဆုံးပိုင်ဆိုင်ရနိုင်ပြီးတော့ကိုစိတ်ကူးထားတဲ့စိတ်ကူးအိမ်မက်တွေလည်းပြည့်မြောက်ပါစေလို့ recipe ကစုံမကောင်းတောင်းမိပါတယ်။ရွှေရောင်သဲပုံလေးဖြစ်တဲ့ဖိုင်ထရီကိုရွေးချယ်ထားတဲ့ radiant ဆိုလေးတွေအားလုံးမင်္ဂလာပါ။အခု recipe ကဒီဖိုင်ထရီကိုရွေးချယ်ထားတဲ့ radius ဆိုလေးရေဘွားရဲဘောနော်မမျော်လင့်ထားပဲနဲ့ဝင်ရောက်လာတော့မဲ့ blessing လေးအကြောင်းကို ပြပြပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဒီဖိုင်ထရီကိုရွေးချယ်ထားတဲ့သူလေးတွေလည်းမှလေ စီဝါရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စူးစမ်းနေတဲ့သူတွေရှိခဲ့ဆိုရင်တော့ကိုတီအကြခင်မှာအောင်မြင်မှုရဲ့အထွတ်ထိပ်ကိုရောက်ရှိလာဖို့ရှိခဲ့ပေါ့နော်ကိုစီမှာဒီခိုင်မာတဲ့စီဝါရေးအခြေအနေတွေလုံလောက်တဲ့ဝင်ငွေတွေကိုရဲ့အတွေ့အကြုံနဲ့ဉာဏ်ပညာပေါင်းစပ်ပြီးတော့ရလာနိုင်တဲ့အခြေအနေတွေဒီလိုမျိုးအရာတွေပေါ်ပေါက်လာဖို့ရှိတယ်အဲအားနေမှာတစ်ဆင့် ို့စီကိုဒီငွေကြေးစည်းစိမ်မှုနှုန်းတွေကအင်အားထက်ကိုပို့ပြီးတော့တိုးဝါလာဖို့ရှိတယ်ပေါ့နော်အဲ့တော့ကို့စီမှာတိုးဝါလာတဲ့ငွေကြေးစည်းစိမ်မှုနှုန်းဒီကိုတယောက်တည်းအပြင်ကိုရဲ့မိသားစုကိုချေရတဲ့သူတွေနဲ့ကိုရဲ့ပဝန်းချင်းဟောပါကုညီနိုင်တဲ့အထီကိုမြင်မာတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ကိုဒီပိုင်ဆိုင်မှုတွေဒီရုတ်တရက်ဆန်ဆန်တိုးဝါလာမယ်ဆိုတဲ့ပုံစံမျိုးကိုလုံးနေတဲ့စီးပွားရေးတွေကလည်းပဲမထင်မှတ်ထားပဲနဲ့ပို့ပြီးတော့အောင်မြင်လာတယ်ပို့ပြီးတော့လူကြိုက်များလာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် ဒီလိုမျိုးကောင်းချီးလေးကို ပိုင်ဆိုင်ရဖို့ရှိတယ်။နောက်တစ်ခုကတော့အလုပ်ဆိုရင်လည်းပဲအလုပ်မှာကိုကကြိုးစားမှုတစ်ခုခုနဲ့ဒီအလုပ်ကိုလုံဆောင်နေရဆိုရင်ကိုယ့်ရဲ့ကြိုးစားမှုကြောင့်ကိုကမမျှော်လင့်မဲနဲ့အောင်းမွေးခံရမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်ပေါ့နော်။ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ဒီအမွေးခံရတဲ့ပွဲလန်းသဖြင့်အခမ်းအနားလေးတွေကိုလည်းကိုကကျင်းပရတာမျိုးသူများတွေကကျင်းပပြီးလို့ကိုကတက်ရောက်ရတာမျိုးဒီလိုပုံစံလေးတွေကိုလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့လေဒီဖိုင်3ကိုရွေးချယ်ထားတဲ့သူလေးတွေထဲမှာအဲအိမ်တော်တဲ့လေးတွေမိသားစုဘဝတိစောက်နေတဲ့သူလေးတွေပါတယ်ဆိုရင်လည်းကိုယ့်ရဲ့မိသားစုဘဝဒီအိမ်တော်တဲ့ဘဝမှာအင်အားထပ်ပို့ပြီးတော့စိတ်တည်ငြိမ်ပျော်ရွှင်မှုလေးတွေနဲ့စိတ်ချမ်းသာမှုလေးတွေကိုလည်းခံစားရတာမျိုးတွေကြုံလာရဖို့ရှိတယ်ပြီးတော့ကိုကအိ ရင်အစ်စ်ပြောင်းရွှေ့တာနောက်တစ်ခုစိတ်ဆက်ပွဲတို့မင်္ဂလာပွဲတို့ဒီလိုမျိုးပေါ့နော်မင်္ဂလာရှိတဲ့ပျော်ဝဲရှင်ဝဲအခမ်းအနားလေးတွေကိုကိုကပြုတ်လို့ရတာကျင်းပဆောင်ရွက်ရတယ်ဆိုတဲ့အနေထားလေးပေါ့နော်ဒီလိုမျိုးကောင်းချီးလေးတွေကိုလည်းပဲကြုံတွေ့ရဖို့ရှိတယ်နောက်တစ်ခုကတော့လေဒီဖိုင်3ကိုရွေးချယ်ထားတဲ့ရေဒီယိုဆူလေးတွေထဲမှာအခုလက်ရှိချိန်ပေါ့နော်ကိုက ဆိတ်ရှုပ်ထွေးစရာလေးတွေကြုံနေရတယ်မရေမရာဖြစ်နေရတယ်ခေါင်းကိုက်စရာပြဿနာတွေပေါ့နော်ဒီလိုမျိုးပြဿနာတွေနဲ့ပတ်သက်ပြီးတော့အဲကုစီမှာရှင်းလင်းပြတ်သားတဲ့အဖြေတွေမရသေးဘူးဆိုရင်တော့မကြခင်မှာပြပြတ်သားသားနဲ့ဆုံးဖြတ်ချက်ချနိုင်မယ့်အခြေအနေတွေပေါ်ပေါက်လာဖို့ရှိရေပေါ့နော်အဲ့တော့ကိုယ့်ရဲ့မမျောလင့်ထားပဲနဲ့ဝင်ရောက်လာမယ့်အတွေ့အသည့်တစ်ခုဒါမှမဟုတ်လည်းပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကနေမှကိုယ့်ရဲ့ဘဝဒီယုံကြည်ပြောင်းလဲသွားဖို့ရှိတယ်အခက်အခဲတွေကနေရုံထွက်နိုင်သွားတယ် negative pattern တွေလွတ်မြောက်သွားတယ်ကိုယ့်ရဲ့ဘဝတွေကဒီ toxic ဇန်တဲ့သူတွေထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီလို blessing လေးကိုရရှိလာဖို့ရှိတယ်။နောက်တစ်ခုကတော့ဒီ find 3ကိုရွေးချယ်ထားတဲ့သူလေးတွေထဲမှာလေကိုဘွားရဲကိုစိတ်အားထက်သန်မှုအပြည့်နဲ့စွန့်စားရမယ့်အခွင့်အလမ်းတဲ့တစ်ခုဝင်ရောက်လာဖို့ရှိတယ်။ဒါကဘလို့အခွင့်အလမ်းလဲဆိုတော့ပြောရမယ်ဆိုရင်အလုပ်တဲ့တစ်ခုလည်းဖြစ်နိုင်နေခီးတစ်ခုသွားရတာလည်းဖြစ်နိုင်နေ ။နောက်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ project အသစ်တစ်ခုပေါ့နော်။ဒီလို project အသစ်တစ်ခုစတင်ပြီးတော့လှုပ်ဆောင်ရတာလည်းဖြစ်နိုင်တယ်။အဲ့တော့ကိုကအဲ့ဒါကိုလှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ယုံကြည်ချက်မရှိဘူးဆိုရင်လည်းကို့အတွက်လိုအပ်တဲ့ယုံကြည်မှုတွေလှုံ့ဆော်မှုတွေကိုဒီရရှိလာဖို့ရရှိရဲ့ပေါ့နော်။အဓိကကတော့ကိုစီမှာ new beginning တခုပေါ်ပေါက်လာဖို့ရှိရဲဒါဒီလည်းပဲအလုပ်တွေ project တွေခီးသွားလာတာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ယုံကြည်မှုတွေမြင့်မားလာတာနဲ့ပတ်သက်ပြီးတော့ပေါ်ပေါက်လာမယ့် blessing တခုပေါ်တော့ ပြီးတော့ဒီဖိုင်3ကိုရေးချထားတဲ့သူလေးတွေထဲမှာလေး manifestation လုပ်ထားတဲ့သူလေးတွေပါလိမ့်မယ် manifestation လုပ်ထားတဲ့သူလေးတွေဆိုရင်တော့ကိုယ့်ရဲ့ manifestation လုပ်ထားတဲ့အရာလေးတွေကမကြခင်မှာပြင်းပြောက်လာဖို့ရှိရပါတော့။ထူးခြားတာတစ်ခုကလေဒီ file 3မှာ manifestation လုပ်ထားတဲ့သူလေးတွေကကိုကိုရိုင်းရဲ့ရိုးရိုးတက်တက် manifestation လုပ်လိုက်တယ်ဆိုတာထက်အဲ့ဒီ manifestation ကိုပြေဝဖို့အတွက်ကိုယ့်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုပေါင်းထည့်ပြီးတော့လှုပ်ဆောင်နေသူလေးတွေပေါ့နော်။အဲ့တော့ ကိုသည်ဒီလို manifestation လုပ်ထားတာရောပြင်မြောက်ဖို့အတွက်ကိုကြိုးစားနေတာတွေရောကိုရဲ့အကောင်းမြင်စိတ်တွေရောဒါတွေပေါင်းစပ်ပြီးတော့ပေါ့နော်ကိုနဲ့ထိုက်တန်တဲ့စုလတ်တစ်ခု ကိုရဲ့စုတောင်းလေးတွေပြေဝလာတာမျိုးတွေဒါတွေကိုအဲရရှိဖို့ရှိတယ်ပေါ့နော်အဓိကတော့ကိုရဲ့အရေးချင်းကိုရဲ့အသိဉာဏ်ဒီကိုလှုပ်ထားတဲ့စုတောင်းလေးတွေကိုပြုလှုပ်ထားတဲ့ကောင်းမှုလေးတွေကြောင့်ねကိုအတွက်ထိုက်တန်တဲ့အခွင့်အလန်းတွေပေါ်ပေါက်လာဖို့ရှိတယ် ကိုယ့်ရဲ့ဇန်နာနဲ့ရီမန်းချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်လာနိုင်မှုတွေရှိတယ်ပေါ့နော်ဒါကလည်းပဲကြီးမားတဲ့ကောင်းချီးတစ်ခုပေါ့ဘာလို့လဲဆိုတော့လူတိုင်းဒီမတူညီတဲ့ manifestation ကိုလှုပ်ထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်လှုပ်ထားတဲ့ manifestation ပြင်းမြောက်လာတယ်ဆိုတာကလည်းပဲဒါဒီကြီးမားတဲ့ကိုယ့်အတွက်လည်းပဲစိတ်ပျော်ရွှင်မှုနဲ့ကြည်နက်မှုတွေကိုရရှိစေနိုင်တဲ့ကောင်းချီးလေးတစ်ခုပေါ့နော်အဲ့တော့ဖိုင်3လေးတွေဒီကိုယ်ဘဝရဲ့ဖန်ရှင်အစ်စ်မန်ဆိုတဲ့ပုံစံလေးပေါ့ ရိုးရိုးတက်တက် manifestation လုပ်တယ်ဆိုတဲ့ပုံစံထက်ကိုကိုကိုရိုင်ကကိုကိုဝါကိုဖန်တီးပြီးတော့ဒီ manifestation ဒီကိုရဲ့ဘဝအမြင့်ကိုရောက်ရှိဖို့အတွက်ကိုကတွန်းအားတစ်ခုပေးလိုက်တယ်လို့မျိုးပေါ့နော်ဒီလိုမျိုးကိုရဲ့စိတ်ကူးရင်အိမ်မက်တွေကိုလက်တွေ့မှာကိုဒီလှုပ်ဆောင်နိုင်နေဆိုတဲ့ကောင်းချီးမင်္ဂလာတစ်ခုကိုရရှိလာဖို့ရှိတယ်အဲ့တော့ခုပြောပြခဲ့တဲ့ဒီ blessing လေးကအခုဒီ video ကိုကြည့်နေတဲ့အချိန်ကနေစပြီးတော့၄ဘက်ကနေ6လအတွင်းမှာမမျောလင့်ထားတဲ့အချိန်မှာဝင်ရောက်လာနိုင်တာပေါ့နော် အခုဒီဘလက်စင်လေးတွေရပြောမယ်ဆိုရင်ရေဒီယံဆိုလေးတွေရဘဝမှာကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနေကိုယ့်ရဲ့စွန့်စားလုံးဆောင်နိုင်စွမ်းတွေကဘလောက်ထိမြင့်မားတယ်ဆိုတာကိုပြသပေးမယ်ဘလက်စင်လေးတွေဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်တီတီယာတွေကိုရရှိဖို့အတွက်ထိုက်တန်နေဆိုတာကိုပြသပေးနိုင်တဲ့ဘလက်စင်လေးတွေဖြစ်တယ်ပေါ့နော်အဓိကကတော့ကိုယ့်ရဲ့ငွေကြေးပိုင်းဆိုင်ရာ အောင်မြင်မှုပိုင်းဆိုင်ရာအလုပ်ကိုင်းပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့တိုးတက်ကြီးပွားမှုတွေအပြောင်းအလဲလေးတွေကိုပေါ်ပေါက်လာနိုင်တဲ့ blessing လေးတွေဖြစ်ပါတယ်။အဲ့တော့ radius ဆိုလေးတွေအနေနဲ့လည်းဒီ blessing လေးတွေကိုအမြန်ဆုံးပိုင်ဆိုင်ရရှိပြီးတော့ကိုမျောလင့်ထားတဲ့စိတ်ကူးစန္ဒာတွေအားလည်းပဲပြည့်မြောက်လာပါစေလို့ဆေကဆုမွန်ကောင်းတောင်းမွေးပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးခဲ့တဲ့ radius ဆိုလေးတွေကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့နောက်ထပ်တင်ပေးမယ့် reading လေးတွေမှာပြန်လည်ဆုံတွေ့ပါမယ်။